လိုအပ်တဲ့ကစားသမားတွေခေါ်ယူမှုတွေဆက်လက်လှုပ်ဆောင်ပေးသွားမယ်လို့မန်ယူအသင်းရဲ့ဘောလုံးထရိုက်တာပြောကြား။ဘောလုံးကြသူများအတွက်ကျွန်တော်ရဲ့ဝမ်းမြောက်ချက်တွေအများကြီးကြိုဆိုလာပါတယ်။မန်ယူသင်းရဲ့ဘောလုံးထရိုက်တာဂျေဆင်ဝီကော့စ်ကအသင်းရဲ့ရည်ရွယ်စီမံကိန်းအတွက်ကစားသမားခေါ်ယူမှုတွေဆက်လက်လှုပ်ဆောင်ပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ ။မယူသိန်းကပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ဈေးကွက်မှာကိုညာအန်ပူမိုရှက်ကိုလမ်မန်စ်ဒီအေဂိုလင်ယိုစတဲ့ကစားသမားသစ်တွေခေါ်ယူခဲ့တယ်လို့လာမယ့်ဇန်နဝါရီမှာလည်းထပ်မံအားပြဖို့စီစဉ်နေပြီး WeCross ရဲ့ဇကာကဇန်နဝါရီဈေးကွက်မှာကစားသမားသစ်တွေထပ်ပြီးတော့ခေါ်ပေးမယ်ဆိုတဲ့အတိတ်ပဲဖြစ်ကြောင်းလည်း Britain Media တို့ကသုံးသပ်ခဲ့ကြပါဗျာ။ ။မန်ယူသင်းဟာ2024နိုဝင်ဘာမှာအသင်းကိုစတင်ကင်တွယ်ခဲ့တဲ့လက်ရှိနေပြအော်မိုရယ်လာထံမှာကစားသမားသစ်ခေါ်ယူမှုအတွက်ပေါင်တန်း250နီးပါးသုံးစွဲထားပြီဖြစ်ပေမဲ့လိုအပ်တဲ့ခေါ်ယူမှုတွေထပ်မံပြုလုပ်ပေးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။မယူသိန်းဟာလက်ရှိချိန်မှာပရီးမီးယားလိသုံးပွဲဆက်အနိုင်ရလနဲ့အတူလမ်းကြောင်းမှတ်မော်ပြောင်းရောင်းလာတာကြောင့်လေဝီကော့စ်ကအခုလိုမျိုးပြောကြားခဲ့တာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့မှာရှင်းလင်းပြသတဲ့အစီအစဉ်တွေရှိပါတယ်။ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာအသင်းမှာဘယ်နေရာတွေကိုတိုးတက်အောင်လုပ်ရမယ်ဆိုတာကျွန်တော်တို့သိပါတယ်။ထိတ်ဆုံးလေးသင်းစင်းဝင်ပြီးချန်ပီယံလိဝင်ခွင့်နေရာအတွက်စဉ်ဆက်မပြတ်စိန်ခေါ်နိုင်မှုချန်ပီယံလိနဲ့ပရီးမီးယားလိချန်ပီယံစုတွေရောက်နိုင်ဖို့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားမှာပါ။အသင်းထွက်သင်းလျော်တဲ့ကစားသမားတွေကိုခေါ်ယူသွားမှာပါလို့ WeCross ကပြောကြားခဲ့ပါတယ်။